မျိုးဟောင်းရဲ့ကျေးမြောင်းတဲ့လမ်းကြားတစ်ခုမှာအစိမ်းရောင်နဲ့ချဲထားတဲ့တသားအိမ်ဟောင်းကြီးတစ်လုံးရှိတယ်။ဒီအိမ်ကိုအမှတ်54လို့လူတိုင်းသိတယ်။ဒါပေမဲ့အိမ်ရှင်မရှိတာနှစ်ပေါင်း20နီးပါးရှိပြီးဘာကြောင့်လဲဆိုတာမသိတဲ့သူက မရှိတလို့ပါပဲ။မိုးရသည့်တနေ့မှာလူငယ်တစု၃ယောက်ကဒီအိမ်သားကို ရောက်လာတဲ့မိုးကြီးရာနဲ့အိမ်ရဲ့အကာအရံအောက်မှာခိုးလို့နေကြတယ်။ဟိတ်ကောင်တွေဒီအိမ်အခန်း54 နော်ဒီမှာကလေးတယောက်တေးသွားတယ်ဆိုတာသိလားလို့မောင်မောင်ကစကားဆပြောတယ်။ဟုတ်လားဘလို့တေးတာလဲလို့ထွန်းထွန်းက မေရအဖေနဲ့အမေကစကားများပြီး ရန်ဖြစ်ကြတယ်။အဲ့ဒီညကအဖေကဒေါသထွက်ပြီးကလေးကိုအိမ်ရဲ့တတိယထက်ပြတင်းပေါက်ကနေပြစ်ချလိုက်တယ်။ကလေးကသုံးနှစ်သားပဲရှိသေးတယ်။အဲ့ဒီအချိန်မှာအိမ်ရဲ့အပေါ်ထက်ကကလေးရဲ့တန်တွေကြားလိုက်ရတယ်ဟီ။ဟီဟီ ဆိုတဲ့ရေတံပါ တိတ်ကြောက်เสียကောင်းတယ်လူတွေက ထိတ်လန့်သွားကြတယ်ဟဲ့ဘသူကလေးလဲဒီမှာလို့အောင်အောင်က အာမေဒိတ်တန်နဲ့လှမ်းអော်လိုက်တယ်ဒါပေမဲ့သူတို့អော်လိုက်တဲ့အချိန်ရေတံကရက်သွားတယ်နောက်တစ်ခါကြားလိုက်ရတာကမီးအဖေ ဆိုတဲ့ငိုတန်လေးပါငိုတန်ကကြားနေရတယ်သူတို့သုံးယောက်ကအိမ်ထဲကိုဝင်ကြည့်ဖို့ဆုံးဖြတ်လိုက်တဲ့တကားကဟောင်းနေပြီးလွယ်လွယ်နဲ့ဖွင့်လို့ရတယ်အိမ်ထဲဝင်လိုက်ကြတဲ့အခါအိမ်ထဲကလေကထူးဆန်းလွန်းနေအေးဆက်နေတဲ့တရင်ပေါက်တွေကိုလေက တရွှေရွှေနဲ့တိုက်နေတဲ့နေရံတွေမှာမှုဆွဲနေတဲ့အစွန်းတွေဖုန်တွေနဲ့ပြည့်နေတဲ့ဒါပေမဲ့သူတို့အာယုံဆိုင်မိတာကအိမ်ရဲ့အလေခန်းမှာရှိနေတဲ့ တသားချိုင်လေးတစ်ခုပါအဲ့ဒီချိုင်လေးထဲမှာကလေးရဲ့ရုပ်ပြော့ပြော့အယုတ်တကောင်ရှိနေတယ်ကြွနရွက်လိုနရွက်နဲ့ညီရဲနေတဲ့မျိုးလုံးတွေနဲ့အယုတ်ကအစ်စ်လိုပဲတက်နေတယ်ဒီအယုတ်ကကြောက်စရာကောင်းတယ်နော်လို့ထွန်းထွန်းကပြောလိုက်တယ်အဲ့ဒီချိန်မှာဖမ်းမယ်ဖမ်းမယ်ကလေးတန်လေးတဖြည်းဖြည်းပြောလာသလိုပဲအတန်ကအယုတ်ဘက်ကနေထွက်လာသလိုလိုလူသုံးယောက်ကထွက်ပြေးဖို့ပြင်နေကြတော့တကူးဝင်း ဟူးဝင်းအင်းရဲ့ဒုတိယထက်ကခြေတံတွေကြားလာရတယ်။ချက်အောင်လေးတွေပြေးနေတယ်လို့မျိုးအပေါ်ကဘသူလဲလို့မောင်မောင်က အော်လိုက်တဲ့အဖြေမရှိ။ဒါပေမဲ့ငူနေတာရက်လိုက်ပါရက်လိုက်ပါ အဖေတန်လူမျိုးစန်းတန်းနဲ့အတန်က ထွက်လာတဲ့အဲ့ဒီအချိန်မှာသူတို့၃ယောက်လုံးမြင်လိုက်ရတာကဒုတိယထက်ကလှေကားထိတ်မှာ ဖြူရောင်အင်ကြီးလေးဝတ်ထားတဲ့ကလေးတယောက်ရက်နေတယ်မျက်နာကဖြူဖွေးနေပြီးမျက်လုံးတွေကမျက်ရည်တွေနဲ့ပြည့်နေတယ်အမေကဲပါကလေးကလက်လေးတွေစန့်ထုတ်ရင်းငိုနေတယ်နောက်တစ်စက္ကန့်မှပဲအဲ့ဒီကလေးကိုမမြင်ရတဲ့လက်တစုံကဆွဲချလိုက်တယ်လို့ပဲပလာပလာပလာအပေါ်ထက်ကခေါင်းတွေစပွဲတွေလှိမ့်ကြလာတဲ့တွေကြားလိုက်ရတယ် သူတို့သုံးယောက်အော်ဟစ်ပြီးအိမ်ကနေအပြင်ကိုပြေးထွက်လာကြတယ်မိုးကဆက်ရွာနေတော့မယ်အိမ်ရဲ့တရင်ပေါက်တွေကလင်းလက်ပြီးလူတန်တွေအော်နေတယ်လို့ပါပဲတပတ်အကြာမှာဒီအိမ်သားကလူကြီးတယောက်ကိုသူတို့မေးကြည့်တယ်ဟုတ်တယ်ကွယ်ဒီအိမ်ကအတန်တွေကြားနေရတာကြာပါပြီလို့လူကြီးကပြောတယ်အဲ့ဒီမှာတည်သွားတဲ့ကလေးရဲ့ဝိညာဉ်ကအိမ်ထဲမှာလှည့်ပတ်နေတယ်သူ့အမေနဲ့အဖေရဲ့အတန်တွေလည်းကြားရတတ်သေးတယ် အထူးသဖြင့်မိုးရွာတဲ့ညတွေမှာဒီနေ့ထိအခန်းမှတ်54ရှေ့ကိုဖြတ်သွားတဲ့သူတွေကညဘက်ဆိုကလေးရဲတန်တွေငိုတန်တွေနဲ့ပစ္စည်းတွေလှိမ့်ကြတန်တွေကြားရတတ်သေးတယ်လို့ဆိုကြတယ်အထူးသဖြင့်မိုးရွာတဲ့ညတိုင်းမှာပေါ့